မင်္ဂလာပါမိတ်ဆွေတို့ဆဲမလို့ပဲဖုန်းလိုင်းမလို့ပဲဖုန်းခေါ်နိုင်တယ်ဆိုရင်တင်ယုံနိုင်မလားနမီဘီယားနိုင်ငံကစကူးနစ်ရဲ့အကြောင်းသားတို့ထိတဲ့ Simon Petrus ဟာဒီအရာကိုတကယ်လုပ်ပြခဲ့ပါတယ်လို့ဆိုပါတယ်ဒါမှမဟုတ်ဒီအရာဟာ AI generated misinformation ကခုပဲလားဒီနေ့ဖီလီယိုမှာတော့အစ်မန် Simon Petrus ရဲ့ဇလံကိုတိတိကျကျပြောပြပေးသွားမှာပါ Simon Petrus ဟာနမီဘီယားနိုင်ငံမှာရှိတဲ့ အေဘရာဟန်အီယမ်ဘိုစီနီယာဆက်ကန်ဒရီစကူးကကျောင်းသားသူဖြစ်ပါတယ်။2016ခုနှစ်မှာသူကသူ့ရဲ့အထက်တန်း science project အတွက်စိတ်ဝင်စားစရာတည်ထွင်မှုတစ်ခုကိုတင်သွင်းခဲ့ပါတယ်။သူတင်သွင်းခဲ့တာကတော့ sim card မပါဘဲဖုန်းလိုင်းမလိုဘဲဖုန်းခေါ်နိုင်တဲ့ဇက်တလုံးဖြစ်ပါတယ်။ဒီဇက်ထဲမှာတော့ TV, radio, fan, antenna တို့ကတော့ PC တွေနဲ့ဖန်တီးထားပါတယ်။ Simon ရဲ့ဇက်ဟာ ရေဒီယို frequency ကိုအသုံးပြုတဲ့စနစ်ဖြစ်ပြီးတဦးနဲ့ဘူးအကြံဆောင်ကမဲ့ဆက်သွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။လက်တွေ့အသုံးပြုဖို့ထဲဤပညာအခြေခံဖြစ်နားလည်အံ့အတွက်တက်တည်ပြထားတဲ့ပညာရေးဆိုင်ရာစံသတ်မှုတစ်ခုပါ။ဒါပေမဲ့သူ့ရဲ့စွန့်ဦးတီထွန်မုံအပေါ်နိုင်ငံအတွင်းမှာတော်တော်လေးကုန်ယူကြပါလေ။မကြခင်ကမှသူ့ဦးတယောက်ဖန်တီးထားတဲ့ AI generator ပုံတပုံကော Simon Petrus ဟာတပီလုံးအတိမတ်ရမှုတစ်ခုကို ထမှန်ရရှိလာပါတယ်။ အဲ့ဒီပုံမှာတော့သူဖန်တီးတဲ့ဇက်ကိုဗီဇက်တန်နဲ့ဖန်တီးထားပြီး SIM free ဖုန်းတစ်လုံးလိုပဲတင်ပြထားပါတယ်။ပုံမှာ rocket တက်ထားတာရုတ်ထွက်ခြင်းပုံစံမမှန်ခြင်းတို့ကြောင့် AI generator ဖြစ်တာကိုထိပ်ပန်တဲ့နည်းပညာလောကကတော်တော်လေးကိစ္စမကြခင်မှတ်မိကြပါတယ်။ Simon Petrus တကယ်လုံနိုင်ခဲ့တာကတော့လက်တွေ့အသုံးမပြုနိုင်သေးတဲ့နည်းပညာသဘောတရားတစ်ခုကိုစမ်းသပ်ဖန်တီးနိုင်ခဲ့ခြင်းပါ။ဒါဟာ ကော်မရှယ်ဖုန်းတလုံးမဟုတ်သလိုတကယ်တော်မညတုံးလို့ရတဲ့နီးပညာလည်းမဟုတ်သေးပါဘူး။ဒါပေမဲ့သူရဲ့စွန်ငွတီထွေမှုအစိုက်ခနဲ့သဘောထားကတော့ထူးကြပါတယ်။ AI generated viral content နဲ့တကယ်ပညာရဲ့အတွက်တီထွင်သူတို့ကိုချားတတ်ဖို့လည်းလိုပါတယ်။ဒီဇလန်ကလည်းသင်းចောင်းသားတွေအနေနဲ့အိမ်တော်သက်ရွှေတဲ့နီးပညာမဟုတ်လဲစမ်းသပ်တီထွင်ဖို့စိတ်အားထက်သန်ဖို့လိုတယ်။မိဘတွေအနေနဲ့လည်းသူတို့ရဲ့ကလေးတွေစမ်းသပ်ဖန်တီးခြင်းတဲ့စိတ်ရှိရင် လက်ခံပေးဖို့အားပေးဖို့လိုပါလေ။ Simon Petrus ရဲ့ထပ်တန်းတော်တော် Science Project တစ်ခုကတော့မြန်မာနဲ့ကမ္ဘာတစ်ပိုင်းကျောင်းသားတွေအတွက်ရှေးဦးလမ်းပြတစ်ခု ဖြစ်လာနိုင်ပါလေ။အခု Simon ရဲ့ဤပညာအကြောင်းကြားပြီးတော့သင်ပါရီလစ်လာရတယ်လို့ထင်ပါတယ်လေ။ဤပညာမှာအမှန်ကန်တဲ့အတုံးရောင်ကို ခွဲဖော်သိနိုင်ဖို့အရေးကြီးတယ်။ AI ဤပညာကလူတွေကိုအလွယ်တကူယုံကြည်မှုပေးနိုင်လောက်တဲ့ဇလိုင်းတွေနဲ့ viral ဖြစ်နိုင်တယ်။ဒါကြောင့်စစ်မှန်တဲ့အချက်နှစ်ကို တတိပြုဖတ်ရှုဖို့နဲ့ပညာရေးအတွက်နည်းပညာကိုအသုံးချဖို့ကြိုးစားကြပါစို့ဒီဗီဒီယိုကစိတ်ဝင်စားစရာဖြစ်ခဲ့တယ်ဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့နော်